မင်္ဂလာပါရှင်ဒီနေ့အတူတူလေးလာဆွေးနွေးဖို့ကြိုးဆိုပါတယ်မင်္ဂလာပါခင်ဗျဒီနေ့ကျမတို့ဓမ္မဟောင်းကျမ်းထေကနေမိမဆာအခန်းကြီးချက်ကိုအတူတူကြည့်ကြမယ်နော်ဟုတ်ကဲ့စိတ်ဝင်စားစရာအခန်းတစ်ခုပါဒီထွေးနေမှုအတွက်အတိတ်ကအချက်လက်တွေကိုတော့ The Wise Believers ရဲ့လေးလာချက်ကနေရယူထားပါတယ်အချိန်လေးကိုနည်းနည်းပြန်ကြည့်ရရင်ဒါယေရုရှလင်မြို့ရိုးတွေကိုအုပ်ချုပ်သူနေဟမီဥဆောင်ပြီးတော့လေအောင်းအောင်းမြင်းမြင်းပြန်တီးဆောက်ပြီးခါစာအချိန်ပေါ့ ဟုတ်ပါတယ်။ရုပ်ပိုင်ဆိုင်ရာ လုပ်ငန်းကြီးတစ်ခုပြီးသွားတဲ့ချင်း။အဲ့ဒီအချိန်မှာလူတွေရဲ့အာယုံကရုပ်ပိုင်ဆိုင်ရာပြန်လည်တည်ဆောက်မှုကနေဟောဝิญဉ္ဇဉ်ရဲ့ပြန်လည်နိုးထမှုစီကိုတိတိစာတာပြောင်းလာတဲ့အခိုက်အတန့်လို့ဆိုနိုင်နေရှင်။ဒီနေ့ကျမတို့အထက်ကဆွေးနွေးသွားမှာကတော့ဒီအခန်းကြီးလေးကအချက်ဒီပေါ့။မြို့ရိုးတွေတည်ဆောက်ပြီးတဲ့နောက်အဲဂျူးလိုမျိုးတွေဖျားတခင်ရဲ့ပြင်းရတော်ကိုဘလို့ပြန်လဲတန်တာတုံဆူခဲကြတယ်လဲ။အင်း။ကဲဒါဆိုဒီအเจ้าရထဲကိုဆက်လိုက်ကြအောင်ရှင်။ ကောင်းပါပြီ။ကဲဒါဆိုဒီအကြောင်းအရာထည့်ကိုစွလိုက်ကြအောင်ရှင်။ပထမဆုံးအပိုင်းကတော့ပြည့်ညတ်တော်ဖတ်ကြတဲ့အကြောင်းပါ။ဒီဝင်ကွင်းကတော်တော်လေးအထင်ကြီးစရာနော်။ဟုတ်ကဲ့။တတ္တမလ။အဲတီးသလလရဲ့ပထမနေ့မှာ လူတွေအားလုံးအမျိုးသားအမျိုးသမီးနားလည်နေတဲ့ကလေးတွေအကုန်လုံးပေါ့နော်။ရေတကားရှေ့ကလူလူရင်ပြင်မှာစူဝေးကြတယ်။အားလုံးတစုတဝေတဲ့ပဲ။ပြလို့လေဒါဆိုင်ဝန်စားဟုတ်ကောလားသူတို့ကိုယ်တိုင်ကကျန်တဲ့ပုတ်ကိုအေဇရာကိုခေါ်ပြီးတော့မောရှေရဲ့ပြင်းကျဲချမ်းကိုယူလာဖတ်ချပေးဖို့တုံ့ဆုတ်ခဲ့ကြတာ အဲ့ဒါတိတ်အရေးကြီးတဲ့အချက်ပဲလူတွေရဲ့ကိုယ်တိုင်စိတ်အားထက်သန်မှုလေဒါကအပေါ်ကနေအတင်းအကျပ်ခိုင်းလို့လောက်တာမျိုးမဟုတ်ဘူးဟုတ်ကဲ့သူတို့ကိုယ်တိုင်ကပြင်းတော့ကိုကြားနာခြင်းနဲ့ဆန္ဒပြင်းပြနေတာဆိုတော့လေပြင်းနေတိုင်းကင်းကိုကြံလာပြီးမြို့ရွေးတွေလိုရုပ်ပိုင်းဆိုင်ရာတွေပြန်တည်ဆောက်ပြီးချိန်မှာအထက်ကဝိညာဉ်ရေးရလိုအပ်ချက်ကပို့ပေါ်လွင်လာတာပေါ့တကယ်ကိုအတွင်းစိတ်ရဲ့တောင့်တမှုနော် အမှန်ပဲ ဒါကရဲပါတယ်လေပြောင်းထူးပဲအထူးသဖြင့်မသားဆရာက ဖက်ကြရဲ့အချိန်ကာလနဲ့လူတွေရဲ့အာယုံဆိုင်မှုပဲအစ္စရာက မိုးလင်းကနေမုန်းတဲ့အချိန်အထိအတော်ကြရဲ့နော်နိုင်ပေါင်းများစွာဖက်ကြခဲ့တာဟုတ်တယ်လူတွေအားလုံးကလည်းတကယ်ကိုစိတ်အားထက်သန်စွာနဲ့နားဆွင့်နေခဲ့ကြတယ်อืมဒါကသူတို့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဘလောက်တောင်ဆက်လောင်မှုတိတ်နေတယ်လဲဆိုတာကိုပြတာပဲ နိုင်ပေါင်းများစွာအယုံဆိုင်နိုင်တယ်ဆိုတာမလွယ်ဘူးလေဟုတ်ပါတယ်ပြီးတော့ပြည့်ညတ်တော်ကိုဖတ်ကြားရုံပဲမဟုတ်ဘူးနော်အေဇရာနဲ့လေဝိမျိုးသားကြီးကလူတွေနားလည်အောင်အဘိဓေယ်ကိုပါရှင်းပြခဲ့ကြသေးတယ်ဟုတ်တယ်နားလည်ဖို့ကအရေးကြီးတယ်လေအဲ့ဒီနောက်မှာဖြစ်လာတဲ့တုံ့ပြန်မှုကတကယ်ကိုအံ့ဩစရာပဲရှင်လူတွေကပြည့်ညတ်တော်ရဲ့အဘိဓေယ်ကိုနားလည်တဖို့ပေါက်သွားတဲ့အခါမှာအဲစပြီးငိုကြွေးကြတော့တာပဲဟုတ်တယ်ဘာကြောင့်သူတို့ငိုကြွေးကြတာလဲရှင်ဒါကလေ အတိညာပိုင်နားလည်းမတက်တက်ထပိုးသွားလို့တဲ့သူတို့ကြားလိုက်ရတဲ့ဖရာသခင်ရဲ့စံနှုန်းတွေပြည့်ညက်ချက်တွေနဲ့သူတို့လက်ရှိအသက်ရှင်နေတဲ့ပုံစံတွေကြားကကွာဟာချက်ကိုယုတ်တည်းရှင်းရှင်းလင်းလင်းမြင်သွားကြတာ။အော်အရိခါမသူတို့ဖရာသခင်ရဲ့လမ်းစဉ်ကနေဘလောက်တောင်ထွေပြေးနေခဲ့တယ်လဲဆိုတာကိုနက်နက်ရှင်းရှင်းနောင်တရပြီးတော့ဝမ်းနေမှုနဲ့အတူမျက်ကြီးကြားလာကြတာပေါ့။အင်းအမားကိုတိမြင်သွားတာပေါ့။ဟုတ်တယ် ါကဖျားသခင်ရဲ့နှုတ်ကပတ်တော်မှာလူတွေရဲ့စိတ်နှလုံးကိုထိပြီးတော့အကစ်ကိုတည်မြင်စေနိုင်တဲ့တောင်ပိုးရှိတယ်ဆိုတာကိုမြေဝါထင်ထင်ပြနေတာပဲဒါပေမဲ့လေလူတွေအဲ့ဒီလိုဝမ်းနဲ့ပူဆွေးငိုချွေးနေချိန်မှာအုတ်ချုပ်သူနေဟမိပြီးတော့ယစ်စစ်ပူရောဟင်းနဲ့ဂျန်တပ်အဲဇရာလေဝီအမိုးသားတွေကဝင်ပြောတယ်နော်ဟုတ်ကဲ့ကြာဝင်လာတယ်သူကလူတွေကိုမငိုချွေးကြဖို့ဝမ်းမနေကြဖို့ပြောတယ် ဲ့ဒါကနည်းနည်းတော့ထူးဆန်းသလိုပဲလူတွေနောင်တရပြီးငိုနေတာကောင်းတဲ့လက္ခဏာမဟုတ်ဘူးလားရှင်။ကောင်းတဲ့လက္ခဏာတော့ဟုတ်ပါရဲ့ခင်ဗျာ။နောင်တရခြင်းကဝိညာဉ်ရဲ့အနုထာမှုအတွက်မရှိမဖြစ်လွတ်တဲ့အပိုင်းတစ်ခုလေ။ဒါပေမဲ့နေမိတို့ကအဲ့ဒီအချိန်မှာအာယုံဆန်းရမယ်ပူရေးကြီးတဲ့အချက်တစ်ခုကိုထောက်ပြခဲ့တယ်။ ဟုတ်ကဲ့အဲ့ဒီနေ့ဟာထာဝရဖျားရဲ့အတွက်တန်ရှင်းတော်နေ့ဖြစ်နေတယ်လေဆိုလိုတာကနောင်တရာချင်းဟာအဆုံးသတ်ပန်းထိုင်မဟုတ်ဘူးအင်းနောင်တရဲ့နောက်ဆက်တွဲထစ်တင်တာကဝမ်းနည်းမှုတွေမှာနင်းမြုပ်နေရမျိုးမဟုတ်ဘဲဖျားသခင်ရဲ့ကရုဏာနဲ့ခွလွတ်ချင်းကိုအတိမပြူပြီးတော့ကိုရိုနိုင်းဝမ်းမြောက်ချင်းဖြစ်တဲ့ဆိုတာကိုလမ်းညွှန်ပြလိုက်တာဩပျော်ရွှင်ဖို့တိုက်တွန်းတော့ပေါ့နော်ဟုတ်တယ်သူတို့ကလူတွေကိုကောင်းကောင်းမွန်မွန်စားဖို့တောက်ဖို့မရှိတဲ့သူတွေကိုဝေမျှဖို့ ပြီးတော့ပျော်ရွှင်ကြဖို့တိုက်တွန်းခဲ့တယ်။အဲ့ဒီအတိုက်တွန်းချက်တနေပြီးတော့လေတကယ့်ကိုနာမည်ကြီးပြီးအရှိစရာစကားတခွန်းထပ်ပေါ်လာခဲ့တယ်နော်။ဟုတ်တယ်။အားလုံးသိကြတဲ့စကား။အလာကတော့ Tower of Hyeon Nai Shin Lan Chin Di တင်တို့ဤခွန်အားဖြစ်ဤဆိုတာပဲအမှန်မဲသူတို့ရဲ့အမားဒီပြက်ကွက်မှုတွေကိုတီးစစ်တက်ကြဝါနေနေတဲ့အခြေအနေမှာဒီစကားကတကယ်ကိုအားဖြစ်စင်မှာပဲနော်အမှန်ပဲခင်ဗျာဒီစကားကဝါနေချင်းကလိုအပ်ပေမဲ့ အဲ့ဒီထဲမှာပဲနစ်မနေတင်ဘူးဖျားတကင်နဲ့ပြန်လဲတင့်မြတ်ချင်းကလည်းရလာတဲ့ဝမ်းမြောက်မှုကသာရှေ့ဆက်ဖို့တကယ်ခွန်အားအရင်မြစ်ဖြစ်တဲ့ဆိုတာကိုအလေးပေးလိုက်တာပဲဟုတ်ကဲ့ဒါကပြဿနာတွေကိုမျက်ကွယ်ပြုခိုင်းတာမဟုတ်ဘူးအမကိုဝင်ခါပြီးရင်ဖျားတကင်ရဲ့ဂရုဏာတော်ကိုခံစားရချင်းကလည်းခွန်အားယူဖို့လမ်းညွှန်လိုက်တာကောင်းလိုက်တာနော်အဲ့ဒီလိုဝမ်းမြောက်ခြင်းနဲ့ခွန်အားရပြီးနောက်မှာသူတို့ဘာဆက်လုပ်ကြလဲရှင်အဲ့ဒီနောက်မှာသူတို့ကကြားနာကြရတဲ့ပြညတ်တော်ကိုလက်တွေ့လိုက်နာဖို့စကြတယ်ပို့ဟုတ်ကဲ့ ဒုတိယနေ့မှာလူမျိုးခေါင်းဆောင်နေ Yesperuhit ဒီ Levi အမျိုးသားတွေကပြည့်ညတ်တော်ကိုပွန်းနှန်းလက်ဖို့ Israel စီပြန်လာကြတယ်။အဲ့ဒီမှာသူတို့ကဟောတတမလအထွန်းမှာ ticket တန်းနေပွဲတော့စကော့လုတ်ခေါ်တဲ့ပွဲတော့ကျင်းပရမယ်ဆိုရယ်ပြည့်ညတ်ချက်ကိုတွေ့သွားကြတာ။ဟုတ်တယ်။ပြည့်ညတ်တော်ထဲကတိုက်ရိုက်ညွန်ကြားချက်ပဲ။ ဒီဘွဲတို့ကျင်းပပုံကလည်းစိတ်ဝင်စားကြပဲနော်သူတို့ကပြည့်ညက်တော်မှာရေးထားတဲ့အတိုင်းပင်တန်လွင်ပင်တောတန်လွင်ပင်မစ်စွာပြပင်စွန်ဘလွင်ပင်တခြားတစ်ပင်တွေကနေတစ်ကိုင်းကြီးခုတ်ယူဆူဆောင်ကြတယ်음လက်တွေ့လောက်ဆောင်မှုပေါ့ပြီးတော့အင်ကုံမိုးတွေပေါ်အင်ဝင်းနဲ့လည်းဖိမန်တော်ရင်ပြင်ရေတကားလန်းအဖိမ်တကားလန်းလို့လူထုနေရာတွေမှာတဲတွေဆောက်ပြီးတော့ပွဲတော်ရဲ့ခုနှစ်ယောက်လုံးလုံးအချို့အစင်လာရရှိရပေါ့အဲ့ဒီတဲတွေထဲမှာနေထိုင်ကြရတယ်ဒါကတာမန်ပွဲတော်တကူဂျင်းပါနာထက်အများကြီးပိုလေးနေတဲ့ခင်ဗျာ ဒါဟာသူတို့ခုလစ်တင်ဖြန်ချပြီးနားလေလေတဲ့ဖျားသခင်နုကပတ်တော်ပေါ်တိုက်ရိုက်အခြေခံပြီးတော့စစ်ရထထန်းစွာနဲ့နားခံလိုက်လျှောက်တဲ့လက်တွေ့လှုပ်ဆောင်မှုဖြစ်တယ်။ဟုတ်ကဲ့ဒီပွဲတော်ရဲ့နောက်ခံအသေးပဲလို့ကြည်ရင်ဒါကသူတို့ရဲ့ဘူးဖေးတဲ့တောထဲမှာအနည်း၄၀ကြာခီးနေတော့ကဖျားသခင်ရဲ့ပြင်ဆင်ပေးမှုစောင့်ရှောက်မှုတွေကိုပြန်အောင်မေ့တရိယာစေတဲ့အင်းတမိုင်းကိုပြန်တရိယာတော့ဟုတ်တယ် ်နှစ်ပေါင်းများစွာပြည်နေတန်ခံခဲ့ရပြီးနောက်ယေရုရှလင်ကိုပြန်ရောက်လာချိန်မှာဒီပွဲတော်ကိုဒီလိုစင်လုံးအပြည့်နဲ့ပြန်ချင်းပခြင်းကသူတို့ရဲ့မျိုးရိုးဇာတိအမှတ်လက္ခဏာဖျားတခင်နဲ့သူတို့ရဲ့ဆက်လွယ်မှုပြီးတော့ကိုတော်ပေါ်မှာမိကိုအားထားရမယ်ဆိုတဲ့အသည့်ကိုအတိတ်တဖန်ခိုင်မာစေခဲ့တာပေါ့ပြီးတော့လေစန်းစာထဲမှာတကယ့်ကိုအံ့ဩစရာမှတ်ချက်တခုဖော်ပြထားတယ်ရှင်အဲ့ဒါကနေဟမိမတ်စာရှစ်ချက်ဆက်ခွန်မှာလေနုံဤတာယောရှုလက်ထံမှဆွေ ထိုနေ့တိုင်းအောင်ဣသရေလအမျိုးသားလို့ပြီးထိုးသူမပြုဘူးတော့ကြောင့်အလွန်ဝမ်းမြောက်ခြင်းတို့ရောက်ကြ၏တဲ့အဲ့ဒါတကယ်ထူးခြားတဲ့မှတ်ချက်ပဲနုံရဲသားယောရှုဆိုတာဣသရေလလူမျိုးတွေကိုမိုးရှေးပြီးတော့ကတိထားရပြီးတော့တဲ့ကိုဥဆောင်ခဲ့တဲ့ခေါင်းဆောင်လီသူ့လက်ထက်ကလည်းကဆိုတော့အ ਨੇ ဆုံးနှစ်ပေါင်းရာနဲ့ချီကြားခဲ့ပြီဟုတ်တယ်အချင်းကာလတော်ကြာတော့ပြီဒီလောက်နှစ်တွေကြာပြီးမှဒီလိုမျိုးကြီးမားတဲ့ဝမ်းမြောက်မှုနဲ့ပွဲတော်ကိုပြန်ကျင်းပနိုင်ခဲ့ဆိုတာက အခုသူတို့ကြုံတွေ့နေရတဲ့ဝိညာဉ်ရေးရာနိုးထားမှုဟာဘလော့တောင်နှဆိုင်ပြီးထူးခြားတယ်ဆိုတာကိုမိမောင်းထိုးပြနေတာတယ်နော်တကယ်ကိုမတားစီရပါပဲဒါကသူတို့ရဲ့နားခံမှုခံနေရလာတဲ့ဝမ်းမြောက်ခြင်းဟာတာမန်ပျော်ရွှင်မှုမျိုးမဟုတ်ဘူးနှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့တဲ့ဗျာဒခင်ရဲ့ယဉ်နေတဲ့ဆက်ဆံရေးကိုပြန်တွေ့ခြင်းကနေစီးဆင်းလာတဲ့အလွန်နှဆိုင်တဲ့ဝမ်းမြောက်မှုမျိုးဖြစ်တယ်ဆိုတာကိုညွန်ပြနေတာကဲအခုဒီအဖြစ်ပြတဲ့အားလုံးကိုခြုံငုံပြီးသင်ခန်းစာထုတ်ကြည့်ကြအောင်ရှင် ဒီနေ့ဟဲမီအခန်းကြီး၈ခုနဲ့ကျမတို့ဘာတွေသင်ယူနိုင်မလဲပထမဆုံးအတိတ်ကသင်ခန်းစာကတော့ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုတံပိုးထားခြင်းရဲ့အရေးပါမှုမယ်နော်ဟုတ်ကဲ့သူတို့ရဲ့မျိုးရိုးတွေလို့ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကိုပြန်တည်ဆောက်ပြီးတဲ့နောက်မှာသူတို့ရဲ့ဦးစားပေးမှုကဝိညာဉ်ရေးရအခြေခံမှုရှိကိုချက်ချင်းပြောင်းသွားတယ်ဖျားသခင်ရဲ့ပညာတော်ကိုတီးဖို့နားလဲဖို့လိုက်လျှောက်ဖို့အပြင်းထန်လိုလားတောင်းတကြရတယ်ဒါတိတ်အရေးကြီးတဲ့အချက်ပဲ ဘာကိုပြသနေတယ်လဲဆိုတော့လေတကက်စစ်မှန်တဲ့လုံခြုံမှုတည်ငြိမ်မှုနဲ့ကိုယ်ပိုင်လက္ခဏာရဲ့အခြေခံအုံမြင့်ဟာရုပ်ပိုင်ဆိုင်ရာအောင်မြင်မှုတွေတိဆောက်မှုတွေကနေချီးပဲလာတာမဟုတ်ဘူး။အင်းပုံမြင့်မြတ်တဲ့အခြေခံမှုတွေဖျားသခင်ရဲ့လိုင်းညွတ်မှုတွေနဲ့ကိုယ်ဘွားကိုလိုက်လို့ညီထိုင်ခြင်းတွေအဲ့ဒီကဟာဖြင့်ရရှိလာတယ်ဆိုတာကိုပြနေရ။ ဒါကကျွန်တော်တို့ကိုလည်းပြန်မြေခုံးထုတ်စေတယ်ပေါ့လေဟုတ်ကဲ့ကိုရင်းနေစဉ်ကြိုပါမှုတွေလုပ်ငန်းဆောင်တာတွေမှာအဲအခြေခံကြတဲ့တမိုးထားမှုတွေလမ်းညွှန်ချက်တွေကိုနားလည်သဘောအပေါက်ဖို့ဘလောက်ချိန်ပေးပြီးဥစားပေးကြပါသလဲအောင်မြင်မှုလို့သတ်မှတ်ထားတဲ့အရာတွေရဲ့ဝิญဉ်ရအခြေခံကိုခိုင်မအောင်ဘလောက်အာရုံစိုက်ပါသလဲဆိုတာပေါ့စဉ်းစားစရာပဲเนาะဒုတိယသင်ခန်းစာကတော့ ဟိုဟာဝမ်းနဲ့ချင်းကနေဝမ်းမြောက်ချင်းစီကိုကူးပြောင်းသွားတဲ့ခီးစင်ပဲဟုတ်တယ်မိညစ်တော်ကိုကြားလာလို့ကိုယ့်ရဲ့ဖြစ်တီလိုအပ်ချက်တီကိုရင်ဆိုင်ရတဲ့အခါဝမ်းနဲ့မှုဖြစ်လာတယ်ဒါပေမဲ့အဲ့ဒီဝမ်းနဲ့မှုကအဆုံးစမဟုတ်ဘူးပြခင်ရဲ့ကရုဏာနဲ့ခွင့်လွှတ်ခြင်းကိုလက်ခံပြီးကိုရိုနာဝမ်းမြောက်ချင်းစီကိုဥတည်သွားတယ်အမှန်ပဲပြီးတော့လေအဲ့ဒီဝမ်းမြောက်မှုဟာအပေါ်ယံပရွှင်မှုမျိုးမဟုတ်ပဲခွန်အားဖြစ်လာတယ်ထာဝရဖျားနိုင်ရှင်လန့်ချင်းဒီတင်တို့ဤခွန်အားဖြစ်ဤဆိုတဲ့အစကားအတိုင်းပဲဟုတ်ကဲ့ ဒါကဘဝရဲ့အခက်ခဲတွေကိုယ့်ရဲ့အာနိချက်တွေကိုလျက်လူရှုလိုက်တာမျိုးမဟုတ်ဘူးအမှန်တရားကိုရင်ဆိုင်တယ်နောင်တရတယ်ဒါပေမဲ့အဲ့ဒီကနေတဆင်ဖျားတခင်နဲ့ပြန်လဲမှန်ကန်တဲ့ဆက်ဆံရေးတည်ဆောက်တယ်အဲ့ဒီဆက်ဆံရေးကနေရလာတဲ့ကိုရိုရဲ့ကောင်းမြတ်ခြင်းဂရီတော်ရဲ့ပေါ်နားလဲသဘောပေါက်မှုကကြန့်ခိုင်မှုခံနိုင်ရည်ရှိမှုနဲ့အတ္တတာကိုရှေ့ဆက်ဖို့လွန်ဆောက်မှုကိုပေးတယ်ဒီရတဲ့ခန်းစားလို့နားခန့်ချင်းရဲ့လက်တွေ့ကြတဲ့အကျိုးကျေးဇူးတွေပဲရှက်ဟုတ်ကဲ့သူတို့ဟာပြည့်ညက်တော်ထဲမှာဖတ်ရှုတွေးရှိတဲ့အတိုင်း နှစ်ပေါင်းများစွာမေးပြောင်းနေခဲ့တဲ့တက်ခတ်တဲ့နေပွဲတော်ကိုစိတ်အားထက်သန်စွာနဲ့ပြန်ကျင်းပလိုက်တဲ့အခါမှာအရင်ကမှကြုံဖူးလောက်အောင်ကြီးမားတဲ့နှစ်ဆိုင်နဲ့ဝမ်းမြောက်ခြင်းကိုရရှိခဲ့ကြတဲ့ဟုတ်တယ်။ဒါကဖျားတခင်ရဲ့လမ်းညွန်ချက်တွေကိုနားခံခြင်းမှာ တကယ်ကောင်းကြီးမြင်ကလာတွေရှိနေတယ်ဆိုတာကိုလက်တွေ့တက်သေးပြလိုက်တာပဲ။ဒါကလည်းဖျားတခင်ရဲ့ညွန်ကြားချက်တွေပြည့်ညတ်တော်ကိုနားလည်ခြင်းနဲ့ အဲ့ဒီညွန်ကြားချက်တွေကိုလိုက်နာဆောင်ရွက်ခြင်းအပြင်ရရှိလာမဲ့ရည်ရွယ်ထားတဲ့အချိုးရလာတဲ့ဒီနေရာမှာဆိုရင်ဝမ်းမြောက်ခြင်းအတိုင်းဝင်းစီလုံးခြင်းဘိုးဘေးအမွေအနှစ်နဲ့ပြန်လဲချိတ်ဆက်မှုရရှိခြင်းမို့အဲ့ဒါလေကြားကတိုက်ရိုက်ဆက်နွယ်မှုကိုရှင်းရှင်းလင်းလင်းဖော်ပြနေတာ။ Ừm ။နားခမှုနဲ့ကြိုးကျေးစုကတိုက်ရိုက်ဆက်ဆက်နေတာပေါ့။ဟုတ်ပါတယ်။သူတို့အတွက်ပြည်ညတ်တော်ကိုနားခံခြင်းဟာညီငွေစရာဝင်ထုတ်ဝင်ဖို့ဖြစ်စေတဲ့စီကံချက်တဲ့စူးစီးမှုမဟုတ်တော့ဘူး။ဝိညာဉ်ရေးကပေါ်ကျော်ဝါမှု အတိုက်ဝန်းတော်တတ်ခြင်းတမ်းမှုနဲ့စစ်မှန်တဲ့ဝိုင်းမြောက်ခြင်းစီတွားရလမ်းကြောင်းဖြစ်လာခဲ့တယ် ကောင်းလက်ချက်သင်ခန်းစာတွေပါပဲရှင်ဒီနေ့မှာတော့ The Wise Believers ရဲ့လေလာချက်ကိုခြေခံပြီးနေဟမိမတ်စာအခန်းကြီး၈ကိုအတူတူဆွေးနွေးကြကြပါတယ်ဟုတ်ကဲ့ယေရုရှလင်မြို့ရိုးတွေပြန်လည်တည်ဆောက်ပြီးစီးသွားတဲ့အလွန်အရေးပါတဲ့အလက်အပြောင်းကာလမှာယုတ်ပိုင်းဆိုင်ရာအောင်မြင်မှုအပြီးမှာဖိရသခင်ရဲ့ပြညတ်တော်ကိုပြန်လည်တန်းတရှာဖွေတွေးရှိခြင်းနားလည်သဘောပေါက်ခြင်းနောင်တရခြင်းပြီးတော့နားခံခြင်းအပြင်မကြုံစဘူးဝိုင်းမြောက်ခြင်းကိုခံစားရတဲ့နှဆိုင်တဲ့ဝိညာဉ်ကြီးကနိုးထမှုဖြစ်စဉ်ကိုလည်လာခဲ့ကြ တာပါရှင်။နောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့အလေတခုချန်တာခဲ့ခြင်းပါတယ်ခင်ဗျ။ဟုတ်ကဲ့။ကျန်းစာထဲမှာဒီချင်းတစ်ခတ်တဲ့နေဘွယ်တော်ကျင့်ပါခြင်းကရခဲ့တဲ့ဝမ်းမြောက်မှု အတိုင်းတာဟာဣသရေလလူမျိုးတွေကိုကတိထားရပြတော်တွေကိုမူလကဥဆောင်ခဲ့တဲ့ယောရှုလက်ထက်ကတည်းကမကြုံဖူးခဲ့ဘူးလို့အထူးတလဲမတန်းတင်ထားတာကိုကျွန်တော်တို့သတိပြုမိခဲ့တာလေ။ ဟုတ်တယ်နော်ပြန်လဲရှာဖွေတွေ့ရှိခြင်းနဲ့ပြန်လဲနှိုးထခြင်းရဲ့သဘောတဘာမှနဲ့ပတ်သက်ပြီးဒါဘာကိုညွန်ပြောင်းနေနိုင်မလဲတခါတည်းကမှလေအချိန်ကာလတစ်ခုကြာသွားပြီနော်မှာအခြေခံအုတ်မြစ်ဖြစ်တဲ့ခြေခံမှုတွေတံပိုးထားမှုတွေစီကိုစိတ်နှလုံးအစ်စ်နဲ့တံပိုးထားမှုအပြင်းနဲ့ပြန်လဲချင်းကချင်းကမူလပထမအတွေ့အကြုံထက်တောင်ပိုပြီးနှဆိုင်တဲ့တံပိုးထားမှုပိုပြီးပြင်းထန်တဲ့ဝမ်းမြောက်မှုကိုဖြစ်ပေါ်စေနိုင်သလားဆိုတော့ဗောအင်းစိတ်ဝင်စားစရာမေးခွန်းပဲရှင် ဒါကစပ်ပြီးတွေးတော်ဆင်ခြင်းစရာအချက်တခုဖြစ်ပါတယ်ခင်ဗျာ။